တမိုင်းတွင်ခဲ့တဲ့အချက်ရစရာစစ်ဘီယန်ကြီးနပိုလီယန်ကိုအနိုင်ယူနိုင်ခဲ့တဲ့ဂျုံတက်မတော်ကြီးမင်္ဂလာယူဆန်နဲ့ဒိမန်ပရိသတ်ကြီးရေကမ္ဘာသမိုင်းမှာအောင်မြင်ဆုံးနဲ့အကြီးကျယ်ဆုံးစစ်ကောင်းဆောင်တွေကတဦးဖြစ်တဲ့နပိုလီယန်ဘိုနာပတ်ရဲ့နာမည်ကိုလူတိုင်းကြားဘူးကြမှာပါသူဟာဥရောပတခွင်ကိုတင်ပိုင်နိုင်ခဲ့ပြီးစစ်မြေပြင်မှာဘသူနဲ့မှအရှုံးမပေးခဲ့တဲ့စစ်ဘီရင်တစ်ပါးဖြစ်ပါလိမ့် ဒါပေမဲ့ဒီလိုမဟာစစ်ကောင်းဆောင်ကြီးဟာအလွန်သေးငယ်တဲ့တလိဆန်လေးတွေပါဝင်တဲ့တိုက်ပွဲတစ်ခုမှာရှက်ဖွဲကောင်းတဲ့အရှုံးနဲ့ရင်ဆိုင်ခဲ့ရဘူးတဲ့ဆိုရင်သင်ယုံနိုင်မှာမလားဒီထူးခြားပြီးရည်ကျင်းစရာကောင်းတဲ့ဖြစ်ရပ်ကတော့1809ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နာမည်ကျော်ရုံးစစ်ပွဲဇာလံဖြစ်ပါသည်1809ခုနှစ်မှာနပိုလီယံဟာတနိုင်ငံလုံးကစစ်ပွဲတွေရဲ့အောင်မြင်မှုကိုဂုဏ်ပြုဖို့နဲ့စစ်ရေးပန်းဖြေဖို့အတွက်ရုံးလိုက်ပွဲတစ်ခုကိုစီစဉ်ခဲ့ပါသည်ဒီပွဲကိုသူကိုယ်တိုင်စီမံခန့်ခွဲခဲ့ပြီးစစ်ဗိုလ်ချုပ်တွေနဲ့အစင်းမြင့်အရာရှိတွေကိုလည်းဖိတ်ကြားခဲ့ပါသည် အစီအစဉ်အရဆိုရင်တော့ဒေသခံတွေဟာလိုက်လံပစ်ခတ်ဖို့အတွက်ရုံတွေကိုဖမ်းဆီးပစ်ပြီးနေရာတစ်ခုထဲမှာစုပုံထားခဲ့ကြပါသည်။နပိုလီယံနဲ့သူ့ရဲ့အဖွဲ့သားတွေရောက်ရှိလာတဲ့အခါမှာရုံတွေကိုလွတ်ပေးပြီးဂုံတိတ်ခါရှိတဲ့အမဲလိုက်ပွဲကိုစတင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါသည်။ပြဿနာကတော့အစီအစဉ်စတင်ချိန်မှာပေါ်ပေါက်လာတာပါ။ရုံတွေကိုတည်ဆောင်လာတဲ့လောင်ရင်တွေကိုဖြန့်လိုက်တဲ့အခါပထမဦးဆုံးရုံတွေဟာကြောက်လန့်ပြီးထွက်ပြေးလိမ့်မယ်လို့ထင်ခဲ့ကြပါသည်။ဒါပေမဲ့တကယ်တမ်းမှာတော့ရုံတွေဟာထွက်မပြေးဘဲနဲ့အားလုံးစုပေါင်းပြီးနပိုလီယံနဲ့သူ့ရဲ့အဖွဲ့ကိုတိုက်ရိုက်ဦးတည်လာခဲ့ကြတာဖြစ်ပါသည်။ စစ်ဘိုလ်ချုပ်တွေနဲ့အရာရှိတွေဟာသူတို့စီကိုအစုလိုက်ပြုံးလိုက်ပြေးဝင်လာကြတဲ့ရုံအကောင်ကြီးရာပေါင်းများစွာကိုကြည့်ပြီးအံ့အားသင့်ခဲ့ကြရပါသည်ဒီုံတွေဟာစစ်သားတွေကိုတိုက်ခိုက်ဖို့အတွက်ရည်ရွယ်ခဲ့တာမျိုးလည်းမဟုတ်ပါဘူးတမိုင်းပညာရှင်တွေအဆိုအရအဲ့ဒီုံတွေကိုဖမ်းဆီးတဲ့အခါမှာအိမ်မွေးယုံလေးတွေကိုပါဖမ်းဆီးစုဆောင်ခဲ့ပြီးဒီုံတွေဟာလူတွေကိုကြောက်ရွံ့တာမျိုးမရှိဘဲနဲ့အစာတောင်းဖို့အတွက်သာနပိုလီယံရဲ့နားကိုအပြေးအလွှာရောက်ရှိလာကြတာဖြစ်ပါသည်တချို့သောသူတွေဒီတွေကတော့ယုံနေဟာနပိုလီယံရဲ့အင်ကြီးအနံ့ကိုလိုက်ပြီးပြေးဝင်လာခဲ့တယ်လို့ယူဆခဲ့ကြပါသည် အကြောင်းရင်းကဘာပဲဖြစ်ဖြစ်ယုံနီဟာထွက်ပြေးမဲ့ထင်ပြီးလှောင်ကြရင်းကိုဖွင့်လိုက်တဲ့အချိန်မှာတအုပ်ဓမ္မကြီးလူရီရှိယာဘက်ကိုပြေးလာတဲ့မြင်ကွင်းကရည်စရာကောင်းပြီးတော့အတော်လေးလဲရှုပ်ထွေးသွားခဲ့ပါသည်နပိုလီယံနဲ့သူ့ရဲ့အဖွဲ့ဟာဒီလိုမျိုးမမျှော်လင့်ထားတဲ့အခြေအနေနဲ့တိုက်ခိုက်မှုကိုချက်ချင်းဆိုသလိုရင်ဆိုင်လိုက်ရပြီးအမဲလိုက်ပွဲဟာပြေးရလွားရအခြေအနေတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါသည်ယုံနီဟာနပိုလီယံရဲ့ဘောင်းမီအစွန်းနေ ခြေောက်တီအင်ဂျင်အနာသက်တီစီကိုအလူရက်ရောက်ရှိလာကြပြီးစစ်ဗိုလ်ချုပ်တီဟာလည်းပဲယုံနေကိုချိန်လုံးနေနဲ့ရိုက်ခတ်ပြီးမောင်းထုတ်ဖို့ကြိုးစားခဲ့ပေမယ့်အောင်မြင်မှုမရပဲလူတွေကိုပဲလိုက်ကပ်နေကြပါသည်နောက်ဆုံးမှာတော့နပိုလီယန်ဤခမရသူ့ရဲ့နန်းတော်ကိုအရှက်တကွဲပြန်လဲဆုတ်ခွာခဲ့ရပြီးအမေလိုက်ပွဲရလေတရားဝင်ရှုံးနိမ်ခြင်းကိုကြေညာခဲ့ရတာဖြစ်ပါသည်ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့နပိုလီယန်ရဲ့ယုံတက်မတော်ကြီးရဲ့ဇာလံဟာစစ်မြေပြင်တိုင်းမှာအနိုင်ရခဲ့တဲ့ခေါင်းဆောင်တအူးရဲ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့အလွန်ထူးခြားပြီးတော့ရည်စရာကောင်းတဲ့တမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါသေးတယ်။ ။ဒီဖြစ်ရပ်ကဘလောက်ပဲအင်အားကြီးတဲ့ခေါင်းဆောင်ဖြစ်နေပါစေ။တဘာဝရေးမမျော်လေးနဲ့အန်အိုစရာတွေကိုတော့ဘယ်သူမှမကြော်လွားနိုင်ဘူးဆိုတာကိုလည်းတက်တည်ပြနေတာဖြစ်ပါလိမ့်။ဒီလိုရည်စရာကောင်းတဲ့တမိုင်းဝင်ဇလန်းဟာယနေ့ထက်တိုင်မဲလူအများစိတ်ဝင်စားစရာစကားဝိုင်းတစ်ခုအဖြစ်ကြံရှိနေစေဖြစ်ပါလိမ့်။အစုံကြီးကြီးရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရခင်ဗျာ။